ဓမ္မစကြာမူဝါဒနဲ့တရားဆိုတာခန္ဓာဟာအဘယတရားတို့ဖွဲ့စည်းပြီးတော့တိဆောက်ထားတဲ့ခန္ဓာ ဘာသာတရားဆိုတာပရမတ်ထတရားဒီခန္ဓာဖြစ်လာအောင်သမုဒိယသစ္စာကဖန်တီးတော့ဖောက်ပြန်မှုပရမတ်ပြီးမှုပရမတ်တို့အကောင်အထည်ဖြစ်ပြီးတော့ဒီဆောက်လာ မြတ်စွာဘုရားဒီခန္ဓာအကြောင်းကိုလေ့လာသိရှိပြီးတော့ဘုရားဖြစ်လာအဲ့ဒီတော့အာလုံးသံဃာခန္ဓာကကျွတ်လွတ်ပြီးတော့နိဗ္ဗာန်ဆိုတဲ့ငြိမ်းမှုအင်းမှုရအောင်ပြင်ပြတဲ့နေရာမှာဒီသံဃာတို့ရဲ့မူရင်းဖြစ်တဲ့ ။တခုတည်းလုံးလမ်းစဉ်။မဇ္ဈိမပရိပ္ပာ။ပြ။မဇ္ဈိမပရိပ္ပာဆိုတာခန္ဓာကိုလေ့လာတဲ့ခိရကလက်ကျောင်းလမ်းစဉ်။မဇ္ဈိမပရိပ္ပာမှာရှင်းစွာလိုအပ်တဲ့သမာဓိရှိကိုညွှန်ပြထားတယ် နိဗ္ဗာန်အဓိကမာယာခန္ဓာဒုက္ခသံဃာဒုက္ခငြိမ်းမှုအတွက်အဲ့ဒါကိုငြိမ်းမှုအတွက်ပြိပန္နကအာထုသောယောဂိနာယောဂီအားသမ္မာဒိဋ္ဌိခန္ဓာပရမတ်ဆိုတဲ့သဘာဝတရားကို တိတ္တမြင်တတ်တဲ့သမ္မာဒိဋ္ဌိကိုသဗ္ဗပရမံအာလုံးသောမေဇုမပရိပဒါဖွဲ့ဝင်မဂ်ခွန်လုံးလို့ရှိရှိဦးစွာဘဂဝတာမြတ်စွာဘုရားဒီဘုရားဟောတော်မူပါညွှန်ပြတော်မူအတိဘေကခန္ဓာရဲ့သဘာဝတရားကိုသိလို့တဲ့အသိဉာဏ်နဲ့ ဘလာဝတရားတို့စုပေါင်းပွဲစည်းတဲ့ခန္ဓာကိုကြည့်ပါလေ့လာမိမိရဲ့စိတ်အစင်မှာမြတ်သက်သဘောကျမှုကိလေသာမန္တသက်သဘောမကျစရာကိလေသာအဲ့ဒီဘက်ကိုရောက်မသွားဘဲနဲ့ဒီကိလေသာဆိုတဲ့စိတ်အညစ်အကြေးအပူလောင်လေးလွတ်တဲ့အနေနဲ့ အသိဖြောင်းပြောင်းတဲ့ခန္ဓာကိုယ်သိပါဓမ္မစုမပရိပရာကိုပြောတာခန္ဓာကိုယ်သိပါသိနေပါဓမ္မကိုယ်စီဖြစ်တဲ့ခန္ဓာကိုယ်ဓမ္မအတိုင်းသိအောင် လေ့လာတဲ့အသိဉာဏ်သည်ဒီမြင်အကူကြီးဘာမှယူစရာမလိုခန္ဓာသိဖို့ ဥဒေကျတခုဝဲထားပြီးတော့လေ့လာတာဖြစ်လို့လေဒီခန္ဓာကြီးဒုက္ခသစ္စာဖြစ်သည်သမုဒိယသစ္စာရှိသည်និရောဓသစ္စာရှိသည်မဂ္ဂသစ္စာ ရှိသည်ကိုသိကျင်တဲ့ပရမတ္ထတရားအပြင်နိဗ္ဗာန်ဆိုတဲ့အာဇဂတပရမတ္တောင်မှ ကြည့်ကြရင်ခန္ဓာမှာမြင်မယ်လို့ မြတ်စွာဘုရားညွှန်ထားတယ်။မင်းတို့လိုအပ်တဲ့နိဗ္ဗာန်ဆိုတဲ့ပရမတ်ကိုသိဖို့အတွက်အခြေခံလက်ကျင်မှာတရားတွေအရင်ဆုံးတွေ့တယ်။ဒါရီကပါလေခန္ဓာရဲ့အရှိသဘောဆိုတဲ့သင်္ကတပရမတ်တွေ။ဒီလိုသာမကတ်တဲ့ပရမတ်လမ်းစဉ်နဲ့ဒီခန္ဓာကိုလေ့လာနေရင်ခန္ဓာအကြောင်းသိလာမယ်။ ခန္ဓာကြောင့်သိဖို့ခန္ဓာကိုလေ့လာတဲ့အလုပ်ပါသုရဆန္ဒအလုပ်မဟုတ်အသိဉာဏ်ကထရပဲဟုတ်တော့မိမိတို့ရဲ့သမ္မာသတိဆိုတဲ့ဉာဏ်စုမပြိပ္ပာအဖဲ့ဝယ်ခိလေသာအစွန်းမရောက်အောင်စောင့်ရှောက်တဲ့သတိတော့ထားလိုက်ဂရုစိုက်တော့ပြဂရုစိုက်မှုတော့ရှိရတယ် သတိထားတယ်မိမိတို့ခန္ဓာကိုလေ့လာမှုဟာခြံလာကိုတွေးဖို့မဟုတ်ဘူးဆေးရဲကိုတွေးဖို့မဟုတ်ဘူးမဇ္ဈိမပရိပဒလမ်းနဲ့သွားမဇ္ဈိမပရိပဒကိုကပါဠိလေးထားဒုက္ခဒုက္ခနာအပါပါခိလေသာဖြစ်တတ်တဲ့ခြံလာမှုသဘောကျမှုခိလေသာဖြစ်တတ်တဲ့ဆေးရဲမှုသဘောမကျမှု ဒါကလွတ်မှာမဇ္ဈိမပရိပုတ္တဖြစ်မယ်လို့ဆိုတော့အဲ့ဒီချမ်းသာဆင်းရဲစိတ်ရောက်မှာကွာသိစရာရှိတဲ့အမှန်ပေါ်မှာသိယုံပဲသိနေပါဒါမဇ္ဈိမပရိပုတ္တဖြစ်ပြီအမှန်တရားတို့ဒီခန္ဓာမှာဘယ်လိုပြနေသလဲရွာကနေဖောက်ပြန်ပြီးတော့ဘုရားစီ ဣတိဝိပါကသမှုတရောအယဆိုတော့ ਪਰ မတ်ထတရားကြီးရှိနေပါတယ်ဖြစ်နေပါတယ်ဆိုတဲ့လက္ခဏာကိုပြအဲ့ဒီ ਪਰ မတ်သဘောလို့ရှိနေဖြစ်နေတာဟာသူလောကအယဣတိဝိပါကအထင်ကမောအယသူတို့စီသူကိစ္စနဲ့သူအကြောင်းအားလို့ဆို ဖြစ်ပြီးတော့အကြောင်းချုပ်တယ်သူတို့လည်းပဲချုပ်သွားတဲ့အကြောင်းပြ ဒါခန္ဓာပြမိမိတို့အလိုဆန္ဒမဟုတ်ဘူး။ဘာသာကတရားတို့ကြီးလမ်းစဉ်။အဲ့ဒီလမ်းစဉ်ကိုလေ့လာရှုကြည့်တဲ့ဉာဏ်ဟာဒါရီသိနေမှာပဲ။ဒီကရတော့လမ်းစဉ်ကတော့မဇ္ဈိမပရိပ္ပဒါနဲ့ခန္ဓာကိုကြည့်ရင်ဣဒံခောပနာဘိက္ခူဒုက္ခအရိယသစ္စာတွေ့လိမ့်မယ်လို့ဖရာလက်ညှိုးထုတ်ပြတာ။ ဒုက္ခသစ္စာဆိုတဲ့ခန္ဓာရဲ့အမှန်ဆုံးတရားဒီဘယ်လိုလဲချက်ချင်းသိနိုင်တဲ့ကိစ္စမဟုတ်ဘူးဉာဏ်ဉာဏ်ချက်နဲ့ရင်းကျဲမှသဘောပေါက်ဉာဏ်သဘောပေါက်ကျောက်စာသင်လို့သင်ကြားပြီးလို့ရတဲ့ကိစ္စမဟုတ်ဘူး ဉာဏ်နဲ့ကိုယ်တိုင်ထိုးထိုးသိရမကိစ္စဖြစ်သောကြောင့်သစ္စာပရိဝေဒာအဲ့ဒါရှိဖို့အတွက်မိမိကဘာလုပ်ရမလဲဘာမှမလုပ်ပါဘူးလေ့လာကြပါခန္ဓာကြာရလေ့လာရင်သူ့အကြောင်းသိလာခန္ဓာကိုမမှန်ကန်ကန်လေ့လာရင်ခန္ဓာအကြောင်းသိလာခန္ဓာကိုလေ့လာနေတာဟာမရှိမှပြိပလား ခန္ဓာအကြောင်းသိလာတာဒုက္ခပဲရှင်ဒီနှစ်ချက်ပဲရှိတယ်ဒါမြတ်စွာဘုရားရဲ့ဓမ္မခန္ဓာအချင်းချုပ်ပါဒါပဲခန္ဓာကိုတရားသဖြင့်မေဃသစ္စာဖြစ်အောင်လေ့လာပါကြာကြာလေ့လာတဲ့အသိသည်ဉာဏ်သည်ခန္ဓာရဲ့အမှန်သဘောဆိုတဲ့ဒုက္ခသစ္စာတွေ့တွေ့လာရင်သူ့သဘာဝအတိုင်းဆင်းရဲမှုမသိခြင်း မရခြင်းမလိုခြင်းနဲ့အသိဉာဏ်သည်ဆင်းရဲလွတ်ရာဘက်ကိုဥတည်သွားလိမ့်မယ်။ဒါလမ်းကြောင်းမိမိတို့အသိသည်ဘယ်ဘက်ကိုဘယ်နောက်ရောက်နေသလဲ။ဒါကိုစစ်စစ်ကြည့်။ခုနကတော့ခန္ဓာရဲ့သဘောကိုဒုက္ခသစ္စာဖြစ်ကြောင်းပြောတော့အေဟောသဒုသူညာနေသူ ဒီလိုသစ္စာ၄ပါးတို့မှာယထာဘူတဉာဏသစ္စာဉာဏနာမှာမှန်တဲ့အတိုင်းသိလာတဲ့အသိသည်သစ္စာဉာဏ်ဖြစ်တယ်လို့သစ္စာ၄ပါးကိုဉာဏ်သုံးပါးနဲ့ဝေဖန်တဲ့အပိုင်းဒါကိုပြောပြတာမိမိတို့အနေကတော့ခန္ဓာကြီးဖြစ်ချီပြည့်ချီ အစင်မပြတ်နှိမ့်ဆက်အသောကြောင့်ဒုက္ခသစ္စာဖြစ်သည်လို့ခံယူပါဒီခံယူချက်ဟာသစ္စာညာမယ်မိမိညာနဲ့တိုက်တွေ့ပြီးတော့သဘောကျလောက်အောင်မသိရဘူးတကယ်ခီးရောက်တဲ့ညာကသစ္စာညာ ရုပ်ဓမ္မဆိုတဲ့ဖောက်ပြန်ပြီးတော့ပြက်သွားတဲ့သဘောတရားတို့ရဲ့ကိစ္စကဘာရှိမလဲအမျိုးမျိုးဖောက်ပြန်ပြီးတော့ပြက်နေတယ်သိပြီးတော့ပြက်နေတယ်ဆိုတဲ့ခန္ဓာရဲ့ကိစ္စကိစ္စဇာရဏဉာဏ်ကိစ္စဉာဏ်နာမဒီကိစ္စကိုသိတာကိစ္စဉာဏ်ပဲဒုက္ခသစ္စာရဲ့ကိစ္စကိုပရိညာဆိုတဲ့ပိုင်နိုင်မှုဖြစ်အောင် သိကြဟာသိစရင်ဒုက္ခသစ္စာဆိုတာဘယ်လိုလဲအနဲ့ပြန်လိုက်တော့ဆင်းရဲအမှန်တဏှီတော့အမှန်ဆင်းရဲဘယ်လိုကြည့်ကြည့်ခန္ဓာဟာဆင်းရဲနေဒီဆင်းရဲဟာတချို့တလေတော့ချမ်းသာတာပဲလို့ဆိုလို့မရအောင်မှန်တယ် ဘယ်သူမှမဆေးရဲရလူပဲစီရဒီခန္ဓာအကြောင်းတဝုတယောက်ကမှချမ်းသာဘူးရသမုတ်လို့မရတာအမှန်ဆင်းရဲသစ္စာလို့ပြောမိမိလေ့လာတဲ့ခန္ဓာကိုယ်ကဒုက္ခသစ္စာဖြစ်တဲ့ခန္ဓာဒါလေ့လာပြီးတဲ့ဘုရားပြောတာကိုရောရာကြီးသိလို့မိမိတို့လေ့လာနေစေယောဂီပုဂ္ဂိုလ်မသိသေးဘူး အဲ့တော့သစ္စာဖြစ်ကြောင်းအခြေခံဖြစ်တဲ့သဘောတရားကိုကြည့်လေ့လာရွာကနေဖောက်ပြန်တဲ့သဘောမြွာကနေဖောက်ပြန်တဲ့သဘောခြေကနေဖောက်ပြန်တဲ့သဘောရှည်ကနေဖောက်ပြန်တဲ့သဘောဒါတွေတူဓာတ်တွေ့တာဟာဒုက္ခသစ္စာရဲ့အခြေခံကိုတွေ့ ဒုဗ္ဗသစ္စာတော့ဉာဏ်မှမရောက်သေးဘူး။ကိစ္စဉာဏ်အနေနဲ့မသိသေးဘူး။ဘုလိုအခြေခံအနေနဲ့တော့သိပြီဒီခန္ဓာ။ဖောက်ပြန်နေတဲ့သဘောတရားတွေပဲ။နောက်ဆက်လက်လေ့လာ။ဖောက်ပြန်တဲ့သဘောဆိုတာသူ့သဘောကလမ်းကြောင်းကိုတွားတာပဲ။သဘောတရားတွေပဲ။ကရမတရားတွေပဲ။အနတ္တတရားတွေပဲ။ လူလုံးလုံးတော့သူသွားတာပဲဘလူကတာစီကောက်ပွဲတောင်းမြေလို့မရဒါကမိမိကသိတာတဲ့ဒီဖောက်ပြန်တဲ့သဘောသူ့လမ်းကြောင်းပယ်သွားတယ်ဣတိရူပသာအထင်မောချုပ်ပြစ်တယ်သွားရွာနဲ့ဖောက်ပြန်တဲ့သဘောချုပ်သွားတယ်။မွာနဲ့ဖောက်ပြန်တဲ့သဘောချုပ်သွားတယ်။ ဘယ်နည်းဘယ်ဟာနဲ့ဖောက်ပြန်လာလာသူ့လမ်းကြောင်းကတော့အပြစ်ကိုအချုပ်ကိုသွားဘယ်မှာအနှစ်သာရကြံလို့လဲဘယ်မှာအားကိုးစရာအခိုင်အမာရှိလို့လဲဘယ်မှာဒီခန္ဓာကိုယ်ဟာတည်ငြိမ်မှုခိုင်မာမှုရှိလို့လဲဒါကြောင့်ဒီလိုမြင်လာရင်ဒီလိုသိလာရင်ခန္ဓာဒီအတာနောအားထားရလည်းမရှိပါဘူးပြည့်ပြည့် အလေနောပြောရအောင်ရလည်းမရှိပါလားအသရနောမိကိုရလည်းမရှိပါလားဘယ်သက်အပြည့်ကြီးရဲ့စုနေတဲ့ဆင်းရဲဒုက္ခတွေကရမတ်တူရဲ့ဖြစ်လာပြီးတော့ပြည့်သွားတဲ့ကိစ္စသီးပြည့်နေတာလေ အဲ့ဒါကတ္တဗ္ဗကိစ္စဇာရဏညာဏကိစ္စညာဏလားမဒုဒုက္ခကိစ္စဖြစ်တတ်တဲ့သဘောလို့ရတယ်။လမ်းကြောင်းအမှန်ကိုသိအောင်လေ့လာလို့သိနေခြင်းစီအဲ့ဒီသိတဲ့အခိုက်မှာကိစ္စညာဖြစ်။ဆင်းရဲတာအမှန်ပဲဒီခလား။ဆင်းရဲတယ်ဆိုတာမိမိကခုသိနေတဲ့အသိဉာဏ်ထဲမှာချမ်းသာမပါဘူး။ ဘဘောကြရစရာ မတွေ့လားနှိမ့်သက်စရာမရှိလားဘယ်နည်းနဲ့မှခန္ဓာဟာကြည်ကောင်းစိတ်ကောင်းစရာမရှိပါဘူးတကြီးကြီးတသုံးသုံးတလှုပ်လှုပ်တဖြုတ်ဖြုတ်တရွရွာသက်သက်အကျုံးမဲ့ပြည့်စည်ပြီးတော့နေတာဒီခန္ဓာရဲ့အမှားကသဘောအနှစ်သာရသဘောဘယ်လိုမှရှာမရဘူး မြတ်စွာဘုရားဟာဖေနာပိန်တော်ကမှာရူပံရူပံဆိုတဲ့ဖောက်ပြန်မှုသဘောတော်ရင်ပြုတ်နဲ့တူတယ်မြစ်သေးချောင်းနဲ့မျိုးလာတဲ့ရင်မြုပ်ဆိုင်ကြည့်လိုက်ရင်ဘုရားကံတန်ကတော့အဆိုင်အခဲပဲ ဒါဝင်လေ့လာလိုတဲ့ပုဂ္ဂိုလ်စီအနီးကပ်ပြီးတော့ရှုပါကြည့်ပါထဝန်းကျင်မှအပြန်လှန်ကြည့်ပါကောက်လေကလှည့်ပတ်ပြီးတော့ကြည့်ပါလက်တို့နဲ့ကြိုက်တွယ်သုံးစားကြည့်ပါထူရင်ညှို့နိုင်အဒီအကောင်ထဲအစိုးရတန်ရှိပေမဲ့ခိုင်မာတဲ့သဘောအမှားကောင်သဘော တစ်ခုခုပြုလုပ်เสียရလောက်အောင်အနှစ်သာရသဘောဘာမှမရှိတာတွေ့တယ်ထို့သူခန္ဓာရဲ့သဘောတရားကိုလိလာတဲ့ယောဂီဟာအကောင်အထည်ကွမ်တန်တော့ဆရာတွေ့နေတယ်ဘေးဘီချေချေမြန်နဲ့သူ့ရဲ့သဘောတရားကိုလိလာတော့သဘောကျင်မှလိလာမယ်တတ်လေကနေပြီးတော့လိလာမယ်အထက်အောက်ကပြန်လှန်လိလာမယ် ဆိုရင်ဘယ်လိုလေ့လာလေ့လာဒီခန္ဓာရဲ့အာသာရကအနှစ်မဲ့တယ်ဟုတ်အဝဇဝတ္တနာမိမိအလိုတိုင်းမဖြစ်တယ်ဆိုအဲ့ဒီသဘောတွေကတွေ့လိမ့်မယ်ပြီးတော့ခုတော့သာပါအနှစ်သာရဆိုတော့ဘယ်မှာရှိလဲငကူရဲမရှိတဲ့သဘောတရားစုတယ် အဲ့ဒီအနှစ်သာရမဟုတ်တာဘူးအာသာရီသာရမတိနော်အနှစ်သာရလို့ခင်လာတာအဲ့လိုခင်ပြီးတော့မိမယောက်ျားပုဂ္ဂိုလ်သတ္တဝါအခိုင်အမာအကောင်းထင်မောက်လာတဲ့ကိစ္စကမိစ္ဆာသင်္ကပ္ပဘောစလားအမှားမြင်ပဲတကယ်ခန္ဓာအကြောင်းကိုသိလာတဲ့ခရီးပြောမိမိတို့ကလက်ကျင်ဒုက္ခသစ္စာဆိုတဲ့ဒီဖောက်ပြန်မှုတို့ရဲ့ မမြဲဘူးဆဲဘူးမခိုင်ဘူးအနှစ်မရှိဘူးဒါတွေကိုသဘောပေါက်လေ့လာတော့ဒီခန္ဓာကြောင့်သိလာသိလာတဲ့အချိန်မှာဒီခန္ဓာသည်ဒီဒုက္ခသစ္စာဖြစ်တဲ့ခန္ဓာသည်ဒါတွေကိုသိသိချာချာရေးရေးလဲလဲပိုင်ပိုင်နေနေသိရမကြီးသာပါလား ရမယ်ကိစ္စဖြစ်တဲ့အချိန်သိဖို့လို့ကြိုးစားတာ။တရားအားထုတ်တဲ့ပုဂ္ဂိုလ်ကကာယဝေဒနာစိတ်ဓမ္မဘယ်နည်းနဲ့အားထုတ်အားထုတ်ခန္ဓာရဲ့အမှန်တရားသိစာသိဖို့လှုပ်တာကြီးပဲ။ဒီဒုက္ခသစ္စာသိမှဒုက္ခဖြစ်အောင်လှုပ်လိုက်တဲ့သမှုရိယသစ္စာတဏှာဥပါဒံကံကိုစွန့်နိုင်ပယ်နိုင်မယ်။ ဒီကနာဥပါရံကံဆိုတဲ့သမှုရိယသစ္စာဘယ်နိုင်မှရောတလာယူဝတနာအသီလဝူရကနိရောဓောနဲ့ဒုက္ခနိရောဓဆင်းရဲချုပ်တဲ့နိဗ္ဗာန်မြတ်ဖို့ပြုတယ်ဒါလုံးလောင်းစင်ရခန္ဓာကိုလေ့ဒီဒုက္ခသစ္စာကိုတော့ဘုကိစ္စရှိတဲ့သဘောတရားအလုံးပရိညာတတ်ပါ တိုင်နိုင်အောင်သိဖို့လေ့လာမယ်ဆိုတဲ့အနေနဲ့လေ့လာတိုင်နိုင်အောင်သိပြီးပြီဆိုတဲ့တစ်ချိန်မှာကတ္တဉာဏ်ဖြစ်ပါတယ်အဲဒီကတ္တဉာဏ်ဖြစ်တဲ့အချိန်မှာမိမိတို့သက်ဆိုင်ရာမဲ့ရောက်သွားတရားအထုတ်မှုပါခန္ဓာရဲ့သဘောမှန်ကိုမဲစီမှာပြိပလာဆိုတဲ့ ချမ်းသာမမှတ်ဆင်းမမှတ်တဲ့သဘောတရားကိုသိမှုနဲ့လေ့လာလေ့လာရင်ခန္ဓာမှာသိရတဲ့ဒုက္ခသစ္စာဒါကိုသစ္စာဉာဏ်ကိစ္စဉာဏ်အဖြစ်သိမြင်ပြီးတော့ကတ္တဉာဏ်နဲ့ကိစ္စပြီးဓမ္မကိစ္စဘုရားကိစ္စနိဗ္ဗာန်ကိစ္စဖြစ်ပါတယ် အဲ့တော့တပတ်ဆက်ကြာကြီးတရားခွတ်အတိုင်းမိမိတို့ခန္ဓာကိုယ်တရားသဖြင့်အမှန်တရားသိဖို့လေ့လာနေခြင်းသည်မဆိပ်ပါပြိပါအလုပ်လေလာလေတဲ့မသိမပြိပာသည်ပရိညာဖြစ်အောင်တိုင်နိုင်အောင်နိုင်နေအောင်လေလာနိုင်ရင် သိเสียရှိတဲ့ဒုက္ခသစ္စာသိမှာဒုက္ခသစ္စာတစ်ချက်သိရင်မိမိတို့အတွက်မက္ကိစ္စဘုံကိစ္စဖြစ်ပြီလို့မှတ်လိုက်ဒါကြောင့်လဲခန္ဓာဝကဘာယဂုံပတိသုံးရောဒုက္ခသတ္တိရောကြတရားလို့အာထုတ်တဲ့ယောဂီပုဂ္ဂိုလ်စီဒုက္ခမိမိခန္ဓာမှာဖြစ်ရှိနေတဲ့ ဆင်းရဲဆိုတဲ့သဘောတရားကိုပတ်သတိဉာဏ်တကယ်ရောက်ပြီးတော့တကယ်ကိုတိုင်နိုင်ဝသိတော့ထိုဒုက္ခသစ္စာဆိုတဲ့ဆင်းရဲမှောင်ကိုသိတဲ့ယောဂီသည်ပမှုတရားပိဒုက္ခဖြစ်ကြောင်းဖန်တီးတဲ့သမှုပြရသစ္စာကိုပဇတိပိဒါဒုက္ခသစ္စာသိတဲ့ဉာဏ်ကပယ်သွားဒုက္ခនិရောဓံပြီ ဒုက္ခသမုဒိယနှစ်ခုချုပ်တဲ့နိရောဓကိုလည်းပဲသစ္စေကရောတိမြင်ဖို့မကံဘာဝေဒီမကံမကသစ္စာကိုလည်းပဲခန္ဓာဒုက္ခသစ္စာသိချောင်းအသိအလုတ်ဖြစ်တဲ့မသိဘပရိဒမကသစ္စာကိုလည်းပဲဘာဝေဒီဘွားဤသစ္စာ၄ချက်တပြိုင်နက်မဲ့ဤကိစ္စပါတပြိုင်နက်ဖြစ်သွားတယ်ဒုက္ခသစ္စာကို ပိုင်တယ်ဟောသိပြီးရင်ဘဘူရသစ္စာပယ်ဖို့လုပ်မယ်။ဣရောဓသစ္စာကိုမျက်မှောက်ကြည့်ဖို့လုပ်မယ်။မဂ္ဂသစ္စာပွားများဖို့အားထုတ်မယ်လို့ဒီလိုလုပ်ယူရတာမဟုတ်ဘူး။မဂ္ဂသစ္စာဆိုတဲ့မဇ္ဈိမပရိပါကြာကြတာဒီနေ့ကမကတ်တဲ့အသည့်ဖြစ်ပါစေ။ဒီအသည့်နဲ့ခန္ဓာကိုလေ့လာပါသိရမယ်တရားစီဒုက္ခသစ္စာအပြင်ပို့ပြီ သစ္စာနှစ်ပါးပဲအလုံးလုံးတဲ့ယောဂီတို့ကမဂ္ဂသစ္စာနဲ့ဒုက္ခသစ္စာဒုက္ခသစ္စာသိနေရင်ဆင်းရဲအမှန်သိဖို့ရန်ဧကန်တစ်ခုရှိတစ်ခုပဲပဲဆင်းရဲမှန်လို့သိဖို့ဆင်းရဲသိလေတာဝန်ကြီးကြည့်လေမက်သက်ဆင်းရဲကိုသိနေရင်ယောဂီတို့တာဝန်ကြီးသိပါယောဂီကိစ္စယောဂီရဲ့ ဝိပဿနာညာခိုက်မှာဆင်းရဲသိဖို့ကလို့လို့တရားမရှိဆင်းရဲချုပ်ကြပြီးတော့မဲ့ရောက်တာယောဂီအသိမဟုတ်တော့ဘူးအဲ့ဒီချင်းလောကုတ္တရာညာဖြစ်သွားလောကီဝိပဿနာညာမဟုတ်တော့ဝိပဿနာဉာဏ်မှာတော့ဒုက္ခသစ္စာဆိုတဲ့ဆင်းရဲအပြင်ဒီပြင်သိစရာမရှိပါဘူး။ဒါတော့မိမိတောင်းမိမိလုံငါမိမိအသည့် ခန္ဓာရဲ့အမှန်တရားဆိုတဲ့ဒုက္ခသစ္စာကိုဆင်းရဲအမှန်သိနေဖို့ပဲကြိုးစားတောက်ကြီးဆိုင်အဲ့ဒါသိနေအောင်ဂယုဆိုင်နေဒါကူကသစ္စာညာကိစ္စညာနှစ်ချက်ဖြစ်နောက်တတညာဖြစ်သွားရင်ဒုက္ခသစ္စာကိုပိုင်နိုင်ပြီးသွားတယ်အဲ့ဒါကတညာကိုအခုခြိတဲ့သစ္စာညာနဲ့ ုက္ခသစ္စာရဲ့လို့မှတ်သားတယ်။ကိစ္စဉာဏ်နဲ့ခန္ဓာရဲ့ဒုက္ခသစ္စာကိုသိအောင်အားထုတ်တယ်။ကတ္တဉာဏ်နဲ့ကိစ္စပြီ။ကတ္တဉာဏ်ကိုအလုံးလောက်ရတာမဟုတ်ဘူး။ဒီကကိစ္စပြီးတဲ့ဉာဏ်။အလုံးလောက်ရတဲ့ကိစ္စဉာဏ်ကိုဝါမြအားထုတ်ပြီးတော့အဲ့ဒါအားထုတ်။အခုလုံးလုံးနေတာကိစ္စဉာဏ်ပဲ။ဒုက္ခသစ္စာရဲ့ကိစ္စ။ ရုပ်နာခန္ဓာရဲ့ဆင်းရဲဖြစ်နေတာကိုပရိညာဆိုတဲ့ရည်ရည်လေးလေးသိဖို့လို့လေ့ကျင့်နေတာအချိန်နဲ့ကသိသိချာသိအောင်ဝူးဆိုင်တယ်အဲ့တပတ်ဆက်ကြတရားကိုမြတ်စွာဘုရားရဲ့သာသနာတော်အနိစ္စာရအရင်းခံတရားပဲလို့ ရုပ်ဖတ်ကြည်ညိုနေပဲအစားခန္ဓာမှာလုံလောက်သက်ဝင်ပြီးတော့မြတ်စွာဘုရားရည်ရွယ်ချက်အတိုင်းမဇ္ဈိမပရိပဒလုံငန်းနဲ့သိရမယ်သစ္စာလုံငန်းခန္ဓာမှာသဘောပေါက်လာရင်မြတ်စွာဘုရားအကြိုက်ဆုံးပူဇော်ခြင်းနဲ့ပူဇော်လာမြတ်စွာဘုရားကိုကိုယ်တိုင်တရားအားထုတ်တရားဆောင်ဖို့တယ် တော်ဝတ္ထအရိယာဖြစ်ဖို့အတွက်ရည်ရွယ်ပြီးတော့ဒီတရားတွေဟောနာယုံကြားယုံမှတ်သားယုံဟောတဲ့တရားတွေမဟုတ်အလုတ်ကိုရောက်ဖို့ဟောကိုယ်ကိုယ်ရဲ့ကိုယ်ခန္ဓာချုပ်ကိုသိဖို့ဟောသံဃာ့ကိုတကယ်တကယ်ကိုလက်ဖိန်တာနဲ့ညီဝေးဖို့ဝိရကနဲ့တတ်မကင်းဖို့ ဝိမု ക്തി နဲ့ကိလေသာလွတ်ဖို့အတွက်ဉာဏ်ဆက်စပ်ဖြစ်အောင်လေ့ကျင့်မှုလုံကောင်းပฏิပတာအနေနဲ့လေ့ကျင့်ကံပေးရမယ်။မင်းဆိုင်တပ္ပစကြရဲ့အနှစ်သာရကို ကိုယ်ကိုယ်တိုင်သိရရင်ခံစားရရင်မြတ်စွာဘုရားရဲ့ဘာဝနာတည်ဆောက်တဲ့လုပ်ငန်းမှာမိမိတို့လည်းပါဝင်ပြီဆိုမှတ်ပါဒီသာသနာစတည်တာဓမ္မစကြာနဲ့စတည်တာမဇ္ဈိမပရိပုတ္တဝါရနဲ့32ပုံကိုကြီးညာတာ ဘယ်လိုစိုက်ပြီးတော့ခန္ဓာကိုလေ့လာပါကိုယ်အချိန်ပြည့်သွားပြီ